ဂျာမနီဟာအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ပြန်လာပြမယ်လို့ဂျာမနီရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ကကြေညာလိုက်ပါတယ်။ဒီချိန်လုံးကဂျာမနီရဲ့အင်အားကြီးမားတဲ့ဥရောပကိုဦးဆောင်နိုင်မယ့်လေးရက်တွေဟာပြန်လည်ရောက်ရှိလာတော့မယ်လို့ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်ကမြန်ပေါင်းဆွေးရဖွဲ့စည်းရေးဆွေးနွေးမှုတွေအောင်မြင်ပြီးချိန်မှာကြေညာလိုက်ပါတယ်။အဘိကွေးနေမှာဂျက်ဖရန်ဒရစ်ကနောက်လာကစားပြီးနိုင်ငံအဓိပတိဖြစ်သူဦးဆောင်မဲ့ဂျာမနီမြို့ပေါင်းဆိုးရဟာ နိုင်ငံကိုခံနာတဲ့ဥဆောင်ယစ်တီမှုမျိုးစီပြန်လဲစောင့်ကျင်းသွားတော့မယ်လို့ဆိုပါတယ်။တွာညွန်ပေါင်းဆိုရခွဲစည်းရေးဆွနစ်မှုတွေမှာနိုင်ငံရဲ့စီးပွားရေးနဲ့ကာကွယ်ရေးကဏ္ဍမြင့်တင်မဲ့စိတ်ကူးစီမံတွေတင်ပြခဲ့တာလည်းဆိုပါတယ်။မရိကမထရန့်သမရဖြစ်လာတဲ့နောက်အစင်လာမဟာမိတ်ဥရောပနိုင်ငံတွေပေါ်တည်တည်တသာ စိန်ကားတဲ့သဘောထားအမြင်တွေပြသလာခြင်းမှာဖရက်ဒရစ်မားစ်ဟာ ဥရောပတိုက်ရဲ့စီးပွားရေးအင်အားတောင့်တဆုံးနိုင်ငံကြီးကိုဦးဆောင်ဖို့အကြောင်းဖန်လာတာပဲဖြစ်ပါလေ Frederick Marshall ဟာဥရောပကိုပြစ်ပယ်လာတဲ့ Trump ဝါဒကိုပုံမွေလေးလေးဝေဖန်ထားသူလည်းဖြစ်ပါတယ်သူအနေနဲ့ transit သတင်းစကားတစ်ခုပေးခြင်းတလားလို့သတင်းတော်တွေကမေးတော့ Frederick Mars ကဂျာမနီဟာနိုင်ငံကာကွယ်ရေးမဲချက်ကိုပြည့်မီအောင်တည်ဆောက်ယူရင်စီးပွားရေးအရလည်းနိုင်ငံတကာမှာရှင်ပြိုင်ဝင်ဆန့်နိုင်တဲ့အနေအထားထိပြန်တက်လှမ်းသွားမယ်လို့ဖြေကြားခဲ့ပါတယ်။ ဂျာမနီကလမ်းကြောင်းပံပေါ်ပြန်တက်လာလိမ့်မယ်လို့သူကပြောပါတယ်။ဖေဗူအာရွေးကောက်ပွဲမှာဖရက်ဒရစ်မာဦးဆောင်တဲ့ခရီးယန်ဒီမိုကရက်တစ်နဲ့ကွန်ဆာဗေးတစ်နိုင်ငံရေးမဟာမိတ်အင်အားစုကအနိုင်ရရှိခဲ့ပါလိမ့်။အဲ့တော့လက်ရှိဂျာမနီဒီပီအိုလက်ရှိုးရဲ့ဘိုးလဝဲဂျင်းဆိုရှယ်ဒီမိုကရက်ပါတီနဲ့မြို့ပေါင်းဆိုရဖွဲ့စည်းရေးကိစ္စကိုဖရက်ဒရစ်မတ်စ်ကသဘောတူညီမှုရနိုင်ခဲ့ပါလိမ့်။အဲ့ဒီတော့နိုင်ငံရေးအင်အားစု၃ခုပေါင်းပြီးမြို့ပေါင်းဆိုရကိုမောင်းနှင်သွားမှာဖြစ်ပါတယ်။ ထရန့်ကိုတိုင်ကအပိထောက်ခံခဲ့တဲ့လက်ရဇွန်အင်အားစုဖြစ်တဲ့ AFD ပါတီကလည်းဂျာမနီရေကောက်ပေါ်မှာထောက်ခံမှုအတော်ရခဲ့ပေမဲ့အစင်လာကြီးမားတဲ့နိုင်ငံရေးပါတီတွေကတော့ AFD ကိုအစိုးရဖွဲ့စည်းရေးအတွက်မကန့်လန့်ပဲဖယ်ချန်ထားဖို့ဆုံးဖြတ်ခဲ့ပါလေ AFD ရဲ့နောက်ကမှ Elon Musk ကလည်းအတိအလင်းပေါဝင်ပတ်သက်တဲ့အတွက်ကြောင့်ဂျာမနီမှာဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ဒါဟာဂျာမနီအတွက်နိုင်ငံရေးမီးပွားတစ်ခုလို့ယူဆဖို့ရှိကြောင်းနိုင်ငံရေးလေလာသူတွေကပြောပါတယ်။ မြန်မာ့ဆိုရဖော်ဝင်ပါတီတွေဟာရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းကိုဆက်လက်အားပေးကူညီဖို့လည်းသဘောတူထားပါတယ်။ပါတီသမိုင်းတခြားရွေးကောက်ပွဲတွေမှာစံချိန်နဲ့အောင်မြင်မှုအဖြစ်ထောက်ခံမဲ20ရာခိုင်နှုန်းရခဲ့ပြီးရွေးကောက်ပွဲမှာဒုတိယမဲအများဆုံးရတဲ့ AFP ကတော့ Frederick Mars ဦးဆောင်တဲ့မြန်မာ့ဆိုရဟာတက်တန်းပြည့်အောင်တော်တာဝန်ယူနိုင်မှာမဟုတ်ဘဲအတွင်းပိုင်းကနေပဲပြိုကွဲသွားမယ်လို့ဝေဖန်ပြောကြားထားပါတယ်။ ။ဘာကြောင့်လဲဆိုတော့မြို့ပေါင်းအစိုးရဖွဲ့စည်းထားလို့ပါ။မြို့ပေါင်းအစိုးရဖွဲ့တွေဟာရေရှည်တည်နဲ့ခံရတယ်ဆိုတာဘတော်မှမရှိပါဘူး။ဒါကြောင့်အတွင်းပိုင်းကနေပဲပြုတ်ကွဲသွားပါလိမ့်မယ်။ကျွန်တော်တို့ကတော့ဒီအစိုးရပြုတ်ကွဲပြီးနောက်ရွေးကောက်ပွဲတွေမှာဒီထက်ပိုပြီးအောင်နိုင်ခြင်းရှိအောင်စူးစမ်းသွားမယ်လို့ AFD ပါတီကပြောပါလိမ့်။